နှုတ်ဆက်ခံဒီပြောရတဲ့စကားလေးတွေကိုလည်းဆရာတင်ပြအောင်မယ်။စာကြောင်းလေး၅ကြောင်းပဲရှိတယ်အေးစေပါပဲเนาะ။ဒီနေ့သုံးမဲ့အသုံးလုံးလည်းအသုံးနှုတ်အစ်စ်တွေပြိမဲ့မင်းနေအစ်စ်မဟုတ်ဘူး။အဲ့တော့အေးစေပြောလို့ရမယ်။တခါလေးကြည့်ရအောင်လည်းတတလုံးမှတ်မိသွားနိုင်မယ်ပေါ့။အဲဒါမဲ့လည်းရှင်းရဗီဒီယိုတွေလိုပဲဒီတိုင်းရေးမှတ်ထားတော့အကောင်းလေ။ဒါဆိုရင် English speaking series ရဲ့နောက်ဆုံး series လေးပဲဖြစ်ပါရဲ့။ဒီ series ပြင်တဲ့နောက်ထပ် series အစ်စ်တွေကိုဆရာဆက်ပြီးတော့သင်ပေးနေပါအောင်မယ်။အဲ့လိုလေးမှတ်သားနေရပဲအကွဲအင်္ဂလိပ်စာတိုးတက်ကောင်းမွန်အောင်အကောင်းဆုံးကြိုးစားကြပါဘောနော်။အဲပထမဆုံးတစ်ခုပါလဲဆိုရင်နောက်မှတွေ့မယ်။ အခုကြတော့အဲအဲ့ဒီကြမှာတွေ့မယ်အဲ့ဒီကြမှာတွေ့မယ်ဆိုတာကြတော့တနေရာမှာချိန်ထားပြီးအေးမင်းလည်းအဲ့တော့လာခဲ့ငါလည်းအဲ့တော့မယ်အဲ့ဒီကြမှာတို့တွေ့ကြမယ်ဒီလိုမျိုးပြောတာ ်နောက်တစ်ခေါက်ပြန်တွေးဖို့ညွှန်နေမယ်အဆက်အသွယ်လုံးအောင်တော့ဆိုတာကအင်းကပြန်သွားပြရတယ်ပဲမင်းအဆက်အသွယ်ဖြတ်မထားနိုင်အောင်ဖုံးလေးပါလေးနဲ့အမြဲဆက်နေအောင်ဆိုတာမျိုးပြောချင်တာဗီဒီယိုဆိုင်ပါအောင်ဒါလေးတွေကိုဗီဒီယိုလေးခဏရက်ပြီးတော့ခုပေါ့ရင်ဆန်းပြီးတော့ပြောကြည့်ပင်းဆရာပြောရတယ်တိုက်ကြည့်နော်အစ်စ်ထက်သေးလို့ရှင်မှတ်ထားမယ်ဒီလိုနည်းနဲ့ပဲ query နဲ့စာတို့တောင်းလောက်ကြပါကဲဟုတ်ပြီ။ဒါကိုပါပြောကြည့်ပြီးပြီလို့ပဲဆရာယူစားလိုက်တော့မယ်။နောက်မှတွေ့မယ်။နောက်မှတွေ့မယ်ရတော့ဆရာမြဲတုံးနေတဲ့ဟာလေးပါလေဆိုရင် see you later ။အဲဆိုရင်နောက်မှတွေ့မယ်။ later ဆိုတော့နောက်မှတွေ့မယ်လို့ပြောတာ။ ဲ့ဒီကြမှာတွေ့မယ်ဒါလည်း see you ပဲဒါပေမဲ့အဲ့ဒီကြမှာဆိုတော့အေးလေးလို့ဘယ်လိုလေးရလဲဆိုရင် then လို့ခေါ်တယ် see you then အဲ့လိုအဲ့ဒီကြမှာတွေ့မယ်နောက်တစ်ခေါက်ပြန်တွေ့ဖို့ညှော်နေမယ်ဘယ်လိုညှော်နေမှာလဲငါညှော်နေမှာဆိုတော့ i ဒီမှာအတွဲအသုံးလေးတခုပါလဲဆိုရင် look forward to အဲ့သုံးလုံးကိုသုံးလုံးတွဲမှာပါလို့ခေါ်လဲဆိုရင်စောက်မျော်တီလို့ခေါ်ရမယ်ဒါ phrasal verb လို့ခေါ်တယ် not verb အတွဲလေးသူ့နောက်မှာ ing လိုက်ရတဲ့သဘောရှိတယ် ဲ့တော့တွေ့တာကိုမြင်တာကို C နဲ့ ING ထည့်လိုက်တာ CN ဖြစ်သွားတယ်။အဲ့တော့ဘာဖြစ်သွားလဲဆိုတော့တော်တော်များများဒီ true ရဲ့နောက်မှာ van zero ပဲလိုက်ရမယ်ဆိုရင် secant နဲ့ချိန်လိုက်တဲ့ခါကျတော့မှားနေတယ်လို့ဖြစ်နေတယ်။ဘာကြောင့်လဲ true နောက်မှာ van zero ဒီမှာဘာဖြစ်နေလဲ ing ဖြစ်နေတယ်။ဒါဆိုလွဲနေတယ်လို့ထင်တယ်။ဒါပေမဲ့ဒီလိုမဟုတ်ဘူး။ဒီ true ဒီတစ်လုံးနဲ့တတ်တတ်နေတဲ့ preposition to မဟုတ်ဘူး။ဒီအရှိမှာ look forward to နဲ့တွဲနေတဲ့ phrasal verb to ဖြစ်တယ်။သူ့ရဲ့အတွဲရဒီမှာ look forward to ရဲ့နောက်မှာကိုခရေက ဂျရန်လို့ခေါ်တဲ့ VNG လိုက်ရတယ်။ဒါကြောင့်ဒီစီးရင်ဆိုတာပြေဆုံရခြင်းကိုညှောနေမယ်။ဒီစီးရင်ဒီဒီ continuous test မဟုတ်ဘူး။ရှေ့ရရ30မှာပါတယ်။ MSR VNG မဟုတ်ဘူး။အခုလုံနေတာပြောချင်တာမဟုတ်ဘူး။ဂျရန်လို့ခေါ်တယ်။ ING ကိုတစ်လုံးနဲ့ရေးထားတယ်။နောက်နေဖြစ်နေတဲ့အသုံးထိုင်ဟာဂျရန်လို့ခေါ်တယ်။ပြေဆုံခြင်းကိုညှောနေမယ်။ I look forward to seeing blue ကိုလည်း main ကိုဆိုယူပေါ့။ နောက်တစ်ခေါက်ခါကြတော့ again ထပ်လိုက်ပဲကဲဒါလေးတွေအသုံးတော့တဲ့ကလေးမှတ်ထားမယ်နော်နောက်တစ်ခေါက်ပြန်တွေးဖို့ညွှန်နေပါမယ်ဆိုရင် I look forward to seeing you again အနောက်ခါအဆက်အသွယ်လေးလုံးအောင်နော်အဆက်အသွယ်လုံးဝနှစ်မျိုးရှိတယ် stay လေးရရတယ် stay ဆိုနေမယ်လို့လဲဆိုရင် in touch ဒီမှာ keep in touch လဲတော့ရ keep 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 in touch လို့ပြောလဲရရ stay in touch လို့လဲပြ touch ကြာ ठी နေ touch ไอ้ดารีมันนี่ที่ပြီးတော့နေဆိုတာမင်းငေါ့အမြင်နဲ့အဆက်အသွယ်မပြည့်လေးရှိပြီးနေနေတော့အဆက်အသွယ်ပြတ်မသွားစေနဲ့ဆိုတာကိုတင်စားပြီးတော့ဘယ်လိုလေးပြောလဲ stay uh, sorry stay in touch နောက် glue site ပေါအောင်လည်းလွယ်ပါရဲ့နော်ဗာလဲ take care of glue site ပေါအောင်ပေါ့နော်ဘာဘိုင်လို့ဘာလို့အဆက်ပြတ်လိုက်ပေါ့အဆက်ပြတ်ပြောပြမယ်နောက်မှတွေ့မယ် see you later အဲ့ဒီကြာမှတွေ့မယ် see you then အမေကိုပြန်တွေ့ဖို့မျှော်နေမယ်နော် i look forward to seeing you again အဆက်အသွယ်လုံးနော် stay in touch ခယူလဲဆိုင်အောင်နော် take care ဒီနေ့မှာလည်းအသုံးဆုံးတည်သွားပြီးကြဒါဆိုရင်ရက်60 series လေးဒီနေ့မှာပြီးဆုံးပါပြီ။ဆရာရဲ့လန်နာတွေအကုန်လုံးအဆင်ပြေကြမယ်လို့ဆရာမျှော်လင့်ပါတယ်ပေါ့။ရက်60 series နဲ့ပတ်သက်ပြီးတော့အမှတ်တရလေးရှင်းတယ်။အဲဘာတွေတည်သွားတယ်ဆိုတဲ့ဟာလေးတွေလည်းကိုယ့်ဘက်မှာရေးပေးခြင်းရေးပေးခဲ့လို့ရပါတယ်။အနောက်ဖန်တည့်ရပြီးလို့ရှင်ဆန်နောက်တဲ့ series အစ်တစ်ခုစပါမယ်။အားလုံးပဲကြိုးစားကြပါ။ Fight တယ်ပါ။